စစ်ကောင်မရှင်ကရွေးကောက်ပွဲကျင်းပပြုလုပ်မဲ့မြို့နယ်တွေထဲပါဝင်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာဆိုရဝန်ထမ်းတွေများတဲ့အတွက်စစ်သားဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကအာတာနိုင်တယ်လို့ဒေသခံတူကအာရခအတိုင်းကိုပြောပါရတယ်။အဲကျောက်မှာလူမျိုးရတဲ့ရှေ့ရုပ်ကြီးဆရာမဒီလိုကြီးတဲ့ဆိုင်ကတော့အရင်က NLD ပါတီတို့ဝပါတီပါတီတို့ဆိုရတဲ့ကအခုလက်ရှိအနေအထားမှာ အာအရင်နေရာတွေ2000 2010 2015ရာတုန်းကမဲရီရှင်နေမှာ2010ဆယ်တုန်းကအလုပ်တော်ကိုယ်စားလှယ်ပြီးသူတူတူတွေလည်းတော်တော်များများပြီးရင်ကျွန်တော်ကတော့အဲ့ဒီဒီဒီပါဒီမဲအဒီခိုင်ပါဒီရေဒီခိုင်ကိုသားစုပါဒီလို့ပဲပြောမှာပေါ့ဆရာမလေးသူတို့ကကြောက်နေမှာအားကောင်းအားကောင်းမှောင်တာမရှိတော့ဘူး သူတို့ကပါတီကိုသိအောင်မဟုတ်ဘူး။ဒါမှလူတွေပဲကြီးကြီးကြီးကြတာ။ဒီလူတွေကလေပါတီကိုမကြည့်ဘူး။လူတွေကြီးကြတာ။လူတွေမကြည့်တော့ဘူးလေ။ဒါမှအဲ့ဒီသူကပြီးတော့တင်းကျင်းလာဝန်ထမ်းတွေညားရတာတော့ဓမ္မအမြင်မှာတော့ကြက်ကလေးတွေအားပါနေလို့ဒီမှာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့မြို့နယ်တွေထုတ်ပြန်ကြေညာမှုမှာလက်ရှိအရကတက်တော်ထိန်းချုပ်ထားတဲ့နယ်မြေတွေဖြစ်တဲ့ လဝပါဝင်15မြို့နယ်ရှိတဲ့အထက်17မြို့နယ်သာပါဝင်ပြီးကျန်၄မြို့နယ်မှပါဝင်ပါဘူး။မခိုင်ပြည်တဲ့ရွေးကောက်ပွဲမလုံးနိုင်တဲ့မြို့နယ်တွေကတော့အာရခတတော်အေထင်းချုပ်ထားတဲ့ရံပြဲပေါတော်ပုံနာကျွန်းခြေစည်တော်ဘူးစည်တော်မောင်းတော်ကြောက်တော်မင်းပြမြေပုံမြောက်ဦးမြို့နယ်တို့ပြင်ပလဝမြို့နယ်တို့ဖြစ်ကြပြီးအန်းတောင်ကုန်တန်တွဲနဲ့ခွားမြို့တို့မှပါဝင်ကြပါဘူး။အာရခတတော်တင်ပိုက်ထားတဲ့မြို့နယ်၁၁ခုမှာရွေးကောက်ပွဲမကျင်းပဘူးလို့ကြေညာတာဖြစ်တဲ့အတွက် ကြံမျိုးနယ်၄ခုမှာကျင်းပမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။လက်ရှိမှာတော့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း၁ကိုရခိုင်ပြည်ကိုသားပြုဖြစ်ဝင်ရောက်ရှင်ပြိုင်ကြမယ့်ပါတီ၆ပါတီရှိပါတယ်။အဲဒီပါတီဝင်တွေကတော့ဒေါက်တာအေးမောင်ဦးဆောင်နဲ့ရခိုင်ဦးဆောင်ပါတီဥပချိန်ဦးဆောင်နဲ့ရခိုင်တိုင်းသမားပါတီရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီခမိအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမျိုးတိုင်းသားပါတီနဲ့မျိုးတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့ပဲဖြစ်ကြပါရယ်။လက်ရှိနယ်မြေအနေထားရရွေးကောက်ပွဲကို ကျောက်ဖြူမျိုးပေါ်မှာပဲလုံနိုင်မယ်လို့ကျောက်ဖြူဒေသခံတူကအာရခအတိုင်းကိုခုလိုပြောပြပါတယ်ဟုတ်ကဲ့ဆရာမကြီးကပုန်းနဲ့ပါတယ်လို့ရတော့ဆရာမကြီးပါတီရတော့များတာပေါ့အခုရတော့ပါတီတွေများတဲ့ခါကျတော့အာရေးကောက်ွဲလုံးနေသူပြီးတော့ဒီလိုအားဒီရတော့ဆရာမရေးကောက်ွဲတော့တောင်းမျိုးတိုင်းတာမှာတော့ဖြစ်မယ်လို့ထင်တယ်။ဒီမှာတော့ဒီပါလေးဆိုတော့ဖြစ်မယ်လို့ထင်တယ်။ဒါပေမဲ့တော့ဘုသူ့ကိုပေးရမယ်ဆိုတာကိုတော့ဒီဒီရေးရေးချက်တိုင်းပြင်ပေါ့လေ။ အများကြီးပြီးတဲ့ကျွန်မတောက်စီမာကလေတောက်စီမာကလေမြို့ပေါ်လာတဲ့ရမှာနေပြီးရမှာမဟုတ်ဘူးနေပြီးသွားလို့ရမယ်ပုံစံမျိုးနဲ့ပြင်းနေတဲ့ခါကျတော့ပြီးရဲ့ကျွန်မသူတို့များအကြီးပြီးရဲ့ကျောက်ဖြူမြို့နယ်မှာပြင်းထန်လာတဲ့ဆေးရှင်တွေကြောင့်ကျွာပေါင်း15ရွာထက်မနည်းဆေးဘေးတိမ်းရှောင်နေရတယ်လို့ကူညီပေးနေသူတွေစီကနေသိရပါတယ်။ကျောက်ဖြူမြို့နယ်မှာရွေးကောက်ပွဲကျင်းပဖို့ရွေထားတာဖြစ်ပြီးနေမြေဆုံးမမှုပုံမရရှိနိုင်မှုပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်ကတည်းက မြို့ဝင်းကျင်မှာနယ်မြေရှင်းလင်းလှုပ်ဆောင်နေတာကြောင့် A နဲ့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။